ရှေးဥစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့တင့်အတွက်တကားသုံးပေါက်ဆိုတဲ့ကောင်းစဉ်နဲ့ခွားပေးတော်မှာဖြစ်ပါရယ်။ဗျာရကြခန်းသုံးစာပိုက်ခွန်ကိုဖတ်ပါမယ်။ဖိလဒီလဖိမြို့၌ရှိသောအသင်းတော်တမန်ကိုဤသို့ရေး၍မှားလိုက်တော့တန်ရှင်းတော်သူဟုတ်မှန်တော်သူဒါဝိမင်းတကားတော်ကိုဂိုင်တော်သူအဘယ်သူမျှမပိတ်နိုင်အောင် ဖွင့်၍ အဘယ်သူမြမဖွင့်နိုင်အောင်ပိတ်တော်သူအမိန်တော်ကသင်အကျင့်ကိုငါတည်၏ပြောတာတွေ့ရတယ်အဲ့တော့ဟိုတကားတော့ကင်တော်သူဆိုတာဘယ်သူလဲယေရှုကသူ့ကိုသူ ပြောတာဖြစ်ပါတယ်အဲ့တကားတော့ကတော့တကားဆိုတာကတော့ကျွန်တော်ဘာမှလို့ပြောတော့သူလို့ပေါ့အမှန်တော့ gate ကိုပြောချင်တာနော်နေရာတစ်ခုဝင်တဲ့နော်ခြံစိုးယူရဲ့ gate ကိုပြောချင်တာနော်အဲ့တကားက အိမ်တကားလေးကိုပြောတာမဟုတ်ဆိုတော့ဒီနေရာမှာသင်အချက်ငါတည်ဤလို့ပြောတဲ့ဥစ္စာကအောက်ပိုင်းကြည့်မယ်ဆိုတော့နည်းနည်းရှည်သွားမှာဖြစ်တဲ့အတွက်အောက်ပိုင်းကိုဆက်မရှင်းပဲနဲ့เนาะဒီအချက်ကတော့အယုံကြည်ခြင်းအချက်ဖြစ်တယ်လို့ပြောချင်တယ်ယေရှုခရစ်တော်ကိုမိမိအသက်သခင်ကယ်တင်ရှင်အဖြစ်အယုံကြည်သောသူအဲ့ဒီယုံကြည်ခြင်းအချက်ရှိသောသူအတွက်တကားတစ်ချက်က ဘသူမှနော်မပိတ်နိုင်အောင်ဖွင့်ထားတယ်။နောက်တကားတစ်ခုကတော့ဘသူမှနော်မဖွင့်နိုင်အောင်ပိတ်ထားတယ်။သူတို့ပြောချင်တာ။အဲ့တော့ဘသူမှမပိတ်နိုင်အောင်ဖွင့်ထားတဲ့တကားကတော့ကောင်းကင်တကားဖြစ်ပါတယ်။ယေရှုခရစ်တော်ကိုယုံကြည်တော်သူနော်တကယ်စစ်မှန်တဲ့ယုံကြည်တော်သူတန်ရှင်သောဝိညာဉ်တော်ခံရတဲ့ယုံကြည်တော်သူဖြစ်တယ်မှန်ရင်တော့တင်ကိုယ်တိုင်ကလည်းကောင်းကင်တကားပိတ်လို့မရဘူး။ စာရန်ကလည်းပိတ်လို့မရဘူးဘသူကမှလာပိတ်လို့မရဘူးဘာဖြစ်လို့လဲဘသူမှမပိတ်နိုင်အောင်ယေရှုကတင့်ရှင်မှာကောင်းကင်တကာဖွင့်ထားတော့ကြောင့်ဖြစ်ပါတယ်ဒါစိတ်ချပါထိုနည်းတူပါစိတ်ချမလဲဆိုတော့ဘသူမှမဖွင့်နိုင်အောင်ပိတ်ထားတယ်တကာပြောချင်တာအဲ့ဒါငရဲကိုပြောတာငရဲမိအိုင်နော်အဲ့တော့တင်ဟာယေရှုကိုယုံကြည်ခြင်းအပြင်ဘုရားသခင်ရဲ့သားဖြစ်တော့ကြောင့်နော်ဟုတ်လားတင့်အတွက် ငရဲတကအစင်ပဲပိတ်ထားတယ်တဲ့ဘသူမှဖွင့်လို့မရဘလို့အချောင်းကမှသူ့ငဲချောင်းလှုပ်လို့မရအောင်တင့်ကိုသူလည်းလှုပ်လို့မရသလိုသူစပားကလည်းစာရန်ကလည်းလှုပ်လို့မရဘူးတဲ့သူလိုပြောပါတယ်ဟောအဲ့တော့တကားနှစ်ချက်ပေါ့ဒါကြောင့်မတဲခန်း16စာပိုက်18မှာလဲအတင်းတော်ကိုမရဏနိုင်ငံတကားတို့ကမနိုင်ဘူးတဲ့အတင်းတော်ဆိုတာဒီနေ့ကျွန်တော်ယုံကြည်သူတယောက်ချင်းစီပေါ့ တကယ်စစ်မှန်တဲ့ယုံကြည်သူတယောက်ချင်းစီကမရဏနိုင်တကားအတင်းဖွတ်မှာတွားတွားဆင်းဆင်းလို့ဒါမဲ့မရဘူးတဲ့မင်းကမရဏနိုင်ငံတကားမျိုးလောကဖွင့်ပေးနိုင်မှာမဟုတ်ဘူးတဲ့ငရဲကြောင့် तू မလုပ်နိုင်ဘူးပြောချင်တာဒါကြောင့်ဒါလဲစိတ်ချဖို့ဖြစ်ပါတယ်ငါယေရှုအဖင်ဖျောက်မှတ်တော်သူဖြစ်တယ်ယုံကြည်ခြင်းအဖြစ်ဘုရားသားဖြစ်တယ်ဘုရားသမီးဖြစ်တယ်နော်အဲ့ဒါကြောင့်ကောင်းကင်ဘုံ တကားဟာဘယ်သူမှပြေလို့မရငါဝယ်မဲ့တကားဖြစ်တယ်ငရဲတကားအစင်ပဲဘယ်သူမှဖွင့်လို့မရအောင်ပိတ်ထားတဲ့တကားဖြစ်တယ်နားလဲပါနောက်တကားတစ်မျိုးကတော့ကျွန်တော်ဘာလဲဆိုရင်ဒီအင်္ဂလိပ်တကားပေါ့နော်နှစ်ကောခန်းတစ်ကောခန်း16စာပိုက်9မှာအเจ้าမူကားအလွန်ကြီးစွာသောတကားဒီအစင်တဲ့ ၍ငါအဖွင့်လက်ရှိအာရကဘာတကားလဲဆိုအေဝံဂေလိတကားဖြစ်တယ်အေဝံဂေလိတရားဟောဖို့အတွက်နော်စာရန်ကအမျိုးမျိုးစီတားတဲ့အချိန်ရှိတယ်နော်အဲ့တော့ဖျားသက်ခင်ကဖွင့်ပြီဆိုရင်စာရန်စီတားလို့မရအောင်အေဝံဂေလိတကားဒါပေမဲ့အေဝံဂေလိတကားဖျားသခင်အစင်ပဲဖွင့်နေတာမျိုးမဟုတ်ဘူးကဘာကြီးတစ်ခုလုံးတော့ဘုရားသခင်ကတကားဖွင့်ထားပေမဲ့ အမှုတော်ဆောင်ယုံကြည်သူတဦးချင်းကဘယ်မြို့မှာဘယ်ရက်ကွက်မှာဘယ်ရွာမှာဘယ်ချိန်မှာဘယ်ကာလမှာအင်းဝင်ကလေးဟောရမယ်ဆိုတဲ့တကားကကြတော့ဖွင့်နေခြင်းရှိတယ်ပြည့်နေခြင်းရှိပါတယ်အဲ့တော့ဘယ်မှာတွေ့တယ်တမန်တော်ဝတ္ထုခန်း16မှာနော်ဒီစာပိုက်6ကနေ30ထိမှာဘာတွေ့လဲဆိုတော့အာရှိပြီမနှုတ်ကပတ်တရားဟောဖို့အင်းဝင်ကလေးဟောဖို့အတွက်တကားပိတ်ထားတယ်တဲ့ အယံတို့ရှင်ပေါလို့ဆက်သွားတဲ့ခါမှာနော်ပြီတုံပြီကလည်းအေဝံလီတကယ်ဟောဖို့အတွက်တန်ရှင်တော်ဝိညာဉ်ခွင့်မပြုတကားပိတ်ထားတယ်သူတို့ပြောပါတယ်အဲ့တော့ရှင်ပေါလို့ကတပါးမျိုးသားတွေကိုအေဝံလီဟောဖို့တမန်တော်ရန်၌ဝိညာဉ်တော်ကအစုကျစုပေးပေမယ့်အဲ့ဒီဝိညာဉ်တော်ကပဲနော်ခုနပြောတဲ့ပြီတစ်ခုအာရှိပြီနဲ့နော်ဒီပြီတုံပြီဆိုတာ ဲ့ကာလလင်းမှာပေါ့နော်အများနဲ့ပိတ်တာတော့မဟုတ်အဲ့ကာလလိုက်မှာမဟုတ်ခိုင်းဘူးတကားပိတ်တယ်ဘယ်လိုပြောပါလဲပြီးရင်သူကစာပိုက်930မှာကြာတော့မာကီဒေါနီပီအေဝန်လီတရားဟောဖို့တကားဖွင့်ပေးတယ်ဘယ်လိုပြောပါလဲနော်မာကီဒေါနီပီရောက်တဲ့ခါကျတော့နောက်ကြတော့ဘာဖြစ်လဲလူတွေပြောင်းလဲတယ်သူတို့ထောင်ကြတယ်ပြီးရင်ထောင်မှုပြောင်းလဲတယ်ပေါ့အဲ့တော့အစင်ပြေတိုင်းတကားဖွင့်တာမဟုတ်ဘူးအစင်မပြေတိုင်းတကားပြေတာမဟုတ်ပါဘူး အဲ့တော့မိတ်ဆွေတရားယုံကြည်သူမှန်ရင်တင့်ရှင်းမှာတကားเนาะသုံးပေါက်ရှိပါတယ်သုံးပေါက်ရှိပါတယ်အဲ့ဒါပရမတ်တပေါက်ကတော့ကောင်းကင်နိုင်ငံ တကားဖြစ်ပါတယ်အဲ့ဒါကဘသူမှပိတ်လို့မရအောင်တင့်တော့ဘုရားခင်ဖွင့်ထားတယ်အချိန်တန်တင်ရောက်ကိုရောက်မှာဖြစ်တယ်နောက်နံပါတ်2တကားကတော့เนาะဒီပြောင်းပြန်ပြောမယ်ဧဝံဂေလိတကားဖြစ်တယ်ဧဝံဂေလိတကားကြတော့ ဖွင့်တဲ့ချိန်မှာဝင်တက်ဖို့လိုပါတယ်။နော်။ပိတ်တဲ့ချိန်ရှိပါတယ်။တွားရင်တော့အောင်မြင်မှာမဟုတ်ပါဘူး။အဲကိုယ့်ကိုအင်္ဂလိပ်တကားဘယ်မှာဖွင့်တယ်လဲဆိုတာသိဖို့လိုတာပေါ့။ဆရာတို့လည်းအဲ့ဒါပဲချောင်းနေတာဖြစ်တယ်။ဒီကာလမှာနော်။ဟိုအင်္ဂလိပ်ဒီနှစ်လဲအင်္ဂလိပ်သင်တန်းနေကျွန်တော်တောက်လျှောက်လို့ဖြစ်တယ်။လတ်တိုင်းလို့ဖြစ်တယ်။တချို့လတ်တွေဆိုတလားထဲမှာဟာလာနှစ်ခါအဲ့လိုလို့ဖြစ်တယ်။ နော်ဗရဇံခံတဲ့သူလဲကျွန်တော်ဗရဇံပေးရတာ40ကျော်သွားပြီနော်အာဒီနေ့ဆိုရင်တော်တော်ဒါဒါတော်တော်စံချိန်နေတယ်လို့ပြောရမယ်ဒါပေမဲ့စိတ်ရမကြဘူးစက်တလပိုင်းစက်တလပိုင်းကြံသေးတယ်ဘယ်မှာတကားဖွင့်လဲအဲ့ဒါ6နဲ့ဆွတ်တောင်းနေတာဖြစ်တယ်ကိုတော့ဖွင့်ပေးတဲ့ချိန်မှာဝင်တော့ဘယ်သူမှပိတ်လို့မရအောင်အဲ့အေးဝင်လေးလုံးကအောင်အောင်မြင်ပြီပဲအခက်ခဲရှိခြင်းမရှိခြင်းနဲ့မဆိုင်ဘူးအေးဝင်လေးလုတ်ပြီးဆိုတော့ခက်ခဲရှိပြီးသားပဲစုံစမ်းနှောက်ယှက်ခြင်းရှိပြီးသားပဲသူ့အတွက် ဘယ်သူမှပိတ်လို့မရတဲ့တကားဖြစ်တယ်။ဒါအင်းဝင်ကလေးတကားဒါကိုနားလဲပါဒီနေ့။ဒါကယုံကြည်သူတိုင်းနဲ့ဆိုင်ပါတယ်။ကျွန်တော်တို့လိုအမှုတော်ဆောင်ပါအင်းဝင်ကလေးဆရာဖြစ်မှာမဟုတ်ပါဘူး။ကိုယ့်အိမ်နေချင်းဘတ်စကားပေါ်မှာနော်ယထာပေါ်မှာလင်းပေါ်မှာအတူထိုင်လိုက်ပြီဆိုတော့နဲ့ဟာအင်းဝင်ကလေးဟိုတကားဖွင့်ဖို့အတွက်ဆွတ်တောင်းပါဖျားသခင်ဖွင့်ပြင်တော့သူဟိုဘယ်လိုခေါ်မလဲဟာကြောင်းလေးဝင်လာတာ သူ့အတူလမ်းကြောင်းလေးပွင့်လာတယ်အဲ့တိုင်းမျိုးစီးဝင်စီးမျိုးတော့ဖို့ပဲအဲ့ဒါဆိုရင်ဘယ်သူမှပိတ်လို့မရတော့နော်ဒါပြောချင်တယ်ကျွန်တော်ကားပေါ်မှာလည်းအဲ့ဒါမျိုးနော်ဟိုခေါ်ဖိတ်လက်ခံတာတွေရှိတယ်ကားပေါ်မှာတင်နော်တခါမှမတွေ့ဘူးလို့အင်းဝင်လေးပြောတာနော်ခေါ်ဖိတ်လက်ခံတာအဲ့ဒါမျိုးတွေ့ရတယ်ပြီးရင်မရဏနိုင်ငံတကားပေါ့အဲ့ဒါကတော့တင့်တွေ့အစင်မြဲပဲပိတ်ထားတယ်ကိုရောကိုယ်တိုင်ပိတ်ထားတယ်ဘယ်သူမှဖွင့်လို့မရတဲ့တကားဖြစ်ပါတယ် ဒါကြောင့်ဒါလေးကိုတီးပြီးတော့မှနော်စိတ်ချပါလို့စိတ်ချယုံတင်မကဘဲနဲ့ပါလေအေဝံဂေလိတကားဖွင့်ဖို့လဲဆုတောင်းပါဖွင့်တဲ့ချိန်မှာလဲအမိရဝင်ပါအဲ့ဒါဆိုရင်တရားဖြင့်လူတွေဟာအင်ဝင်လေးကြားမယ်ကဲတင်ကြီးရမယ်တင်ကိုယ်တိုင်းလဲဟာလားလူတယောက်ကိုအင်ဝင်လေးဟောပူလာတော့မသိဘူးနော်တချို့အများကြီးလဲဟောပူမှာမဟောဘူးလို့လဲရှိနိုင်တယ်ဟောကြည့်စမ်းပါဟောကြည့်ရင်သူယုံတာမယုံတာနောက်ထားဟောတဲ့ ကျွန်တော်တို့ကအလွန်လွတ်မြောက်တယ်အလွန်ပျော်တယ်နော်ဘာတည်းကိုပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းပေါ့အဲ့ဒီဝမ်းမြောက်ခြင်းကတော့ဘာနဲ့မှလဲလို့မရအောင်လူတယောက်အေးဝန်လေးပြောလိုက်ရတဲ့အတွက်အပြောလိမ့်မရှင်းတော့ကြောက်ကောင်းကြောက်လိမ့်မယ်ဒါပေမဲ့ဒီနေ့နော်ကျွန်တော်အားပေးပါတယ်ဒီနေ့ကစပြီးပြောပါလူတယောက်ကိုပြောတိုင်းပြောတိုင်းမှာသင်ဝိညာဉ်ခွန်အားနဲ့ပြည့်လာမှာဖြစ်ပါတယ်နော်ဒီနေ့ကျွန်တော်ဝင်ရတယ်နော်ဝိညာဉ်ကိုအားပြည့်ပါဆိုတော့လေသင်ဝိညာဉ်ခွန်အားနဲ့ပြည့်လာမှာဖြစ်တယ် အလုံးဝမ်းမြောက်လာမှာဖြစ်ပါတယ်ပြည်သူများတော့ခက်ခဲပြဿနာတွေလည်းရင်ဆိုင်အောင်ပွဲခံနိုင်တော့မှာဖြစ်ပါတယ်ဒီလောကဘလောက်ပဲခက်ခဲသင်အေးဝင်လေးပြောတော့သူမှန်ရင်တော့သင်ခြေတော့တိုင်းသင်လမ်းတိုင်းဟာအလုံးတင့်တယ်နေမယ်နှုတ်ကပတော်တိုင်းပြောပါတယ်ဒါကြောင့်တကားကိုဖွင့်တဲ့တကားအမိပါဝင်ပါအမိရဝင်ပါဒါဆိုရင်တော့သင်အဖေဘုရားဘုန်းထင်ရှားလိမ့်မယ်ကောင်းကင်ဘုံရောက်ရင်လည်းဆုတတဖို့ချင်းချင်းခံရမယ်လို့ ခွားပေးနဲ့နေကုန်ချုပ်ပါရယ်ဘုရားသခင်နေတဲ့အလုံးကောင်းချီးပေးပါစေတော့အာမင်